အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမကြီးစိန်စိန်ရေးသားတဲ့ရွှေနင်းစီလို့အမည်ရတဲ့ဝတ္ထုလေးကိုအပိုင်းတင်နေနဲ့ကျွန်တော်ကိုချွေတာမှစတင်ပြီးဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာဒီဝတ္ထုလေးကိုမဖတ်ကြားခင်မှာဆရာမကြီးအစီရင်ခံစာကိုပထမဦးဆုံးဖတ်ကြားတင်ဆက်ပေးခြင်းပါတယ်ခင်ဗျာလေးမြတ်စွာအစီရင်ခံအပ်ပါသည်စာတီးခြင်းလွန်ခဲ့သည့်ဇူလိုင်လထဲမှာမောင်တေကထာမရွှေနင်းစီဝတ္ထုကိုပေးပို့ခဲ့စဉ်ကတည်းကခရီးကျွေးတင်နေသောကျမ၏ရွှေနင်းစီကိုယခုပေးပို့လိုက်ပါပြီ။ ဤချွေနှင်းစီမှာကျမရေးရှင်ဒီကိုရေးရှင်တို့ရေးလွှတ်လိုက်တော့ဝိထုတော်ဘုတ်ဟူ၍လည်းဆိုရပါမည်။ခါတိုင်းဝိထုတွေကတော့ရေးရှင်တို့ရေးလိုက်တာမဟုတ်ဘူးလားဟုစောရကတက်เสียရရှိနေပါ၍နည်းနည်းတော့ရှင်းလင်းဝင်ပေးစီခြင်းပါသည်။ဤချွေနှင်းစီရေးရ၌ကျမအနေဖြင့်အခက်ခဲသုံးခုမြောက်ကိုကြော်ကြော်နေကြရသည်ဖြစ်ရာပထမဆုံးအခက်ခဲမှာတွေးအားနေနေ၍ခေါင်းမူနေသည်ဖြင့်စာကိုမမှန်မရေးနိုင်ခြင်းဖြစ်ပါသည်။တွေးရတွင်ကျမသည်ရေးရှင်စိတ်ကရှေ့ဆောင်နေသည်ဖြင့် ရေးနိုင်သည့်နေ့မှာရေးနိုင်တဲ့လောက်ကလေးကိုဇွဲကြီးကြီးနဲ့ရေးကဧရခဲခဲကိုကြော်လွန်နိုင်ခဲ့ရပါသည် နောက်တစ်ခုကတော့အွှေနေစီဟာအမည်တို့တစ်ခုတည်းဖြင့်မောင်တော်မနှစ်ယောက်တပုတ်ရေးရန်တိုင်ပင်ပြီးရေးရတွင်မောင်နေခါရီဝတ္ထုမှာဝတ္ထုတို့ဖြစ်ပြီးကျမဝတ္ထုကဝတ္ထုခြေဖြစ်နေတဲ့ဖြင့်တပတ်စီနဲ့ကြနေခြင်းဖြစ်ပါသည်ဒါကိုလည်းစာမျက်နှာဆိုတာဇလန်းကယူတဲ့လောက်ပေးမှာပဲတူတူချေချေအကန့်အသတ်မထားနိုင်ပါဘူးဟုဆိုတိုးခဲ့ရပါသည်နောက်ဆုံးအနေဖြင့်တွေ့ရသည်ကတော့ ဩဂုတ်လရှုမဝါမှာရန်ကုန်ဘဆွေဤမပြေတဲ့ရှည်ကျွေးဝေထုနှင့်ဇက်ခေါအမြင့်ချင်းတူညီနေ၍တရုတ်ဖော်ပုံမှာပင်ခက်ဆင်စင်လိုထင်မှတ်နေခြင်းဖြစ်ပါသည်ဤမတော်တဆတိုက်ဆောင်မှုကိုစာရှုသူတို့အနေဖြင့်သဘောပေါက်ပါမည်လားဟုတန်တရားမကင်းဖြစ်ကစိတ်ပြတ်မိတော်လေသူ့ရည်ရွယ်ချက်နဲ့ဇက်အိမ်ဖွဲ့ပုံမှာကိုယ်ရည်ရွယ်ချက်နဲ့ဇက်အိမ်ဖွဲ့ပုံမျိုးမဟုတ်ဘဲဟူ၍အာတင်ပြီးမူလာတိုင်းဘာတစ်ခုမှမပြုတ်ပြင်ပဲရေးကျင်တယ်လို့ဆက်ရေးလိုက်ပါသည် တို့အတွက်ဤရွှေနှင်းစီမှာ ကျမရေးကျင်ဒီကိုရေးကျင်တို့လိုရေးလွှတ်လိုက်ခြင်းပါဟုအထူးပြုရခြင်းဖြစ်ရာစာရီးအခွဲမှာရွေးချယ်သည်မရွေးချယ်သည်ကိုသာအများဆုံးသိပြရစေတော့ခြင်းအကယ်၍ရွေးချယ်ပါလိမ့်ရင်လည်းစာချုပ်သူများ၏တန်တရားကိုဖြည့်ပြောင်းနိုင်စေရန်ရှင်းလင်းချက်အနည်းငယ်များကိုပါထည့်သွင်းပေးရန်ဖြစ်ပါသည်ရှင်အကြောင်းပြကြရန်ဒစိကောင်းလဲထည့်ပေးလိုက်ပါသည်ကျူမဝါမှတဆင့်ပေးဖို့သောစာသုံးဆောင်ကိုလည်းကောင်းမွန်စွာလက်ခံရရှိပါသည်ရှင်လန်းချမ်းမြေကြပါစေစိတ်စိတ် တာယာဝရီ23ရက်6လ1959ခုနှစ်ဟုတ်ကဲ့စတင်ပြီးတော့ဖတ်ကြားတင်ဆက်ပေးပါမယ်ခင်ဗျာရွှေနှင်းစီမိုးသေးမိုးပွဲကလေးများနှစ်ကြိမ်သုံးကြိမ်ပတ်ပြန်းခဲ့ပြီမို့ကာမောင်ကန်စမ်းမှ ရခိုင်ကလေးမှာစိမ့်လန်းဆိုဆိုပြေ၍နေကြလေသည်ကံရည်ပြင်းသားမှာတော့တိုင်တိုင်တဲတွင်ငုံလိုက်ပေါ်လိုက်လုံနေသော နေရောင်ကြီးဖြင့်ရောင်ပြတ်ဟက်ကတလက်လက်တဖိတ်ဖိတ်ဖြည့်၍နေလိုက် လင်းဒီလက်ဒီဆိုရုံမျှသာဝင်းဖန်းပါကလေးဖြစ်နေလိုက် ဖြင့်ပြထားကွက်နေသောမှန်သားတပွဲထင်မှတ်ရလေသည်မျက်စိအာယုံကိုအစွဲငန်အစွဲငင်နိုင်ဆုံးမှာတော့ကံပေါင်းကံဆက်တနေရာမှရေထဲသို့အရိတ်ထိုး၍ပွင့်နေသည့်ပြားလဲလဲပြင်းမပြေးပြေးဖြစ်ပါသည်ထိုအပြင်ထပ်မှကျွေလင်းပြေကြလာကြသောပွင့်ဖက်ကလေးပေါင်းမြောင်များစွာတို့သည်ကံဆက်မှာဘောလုံးပေါ်နေကြ၏အေးပွင့်ဖက်အပြာကလေးများထဲမှငန်းဖြူတအုပ်ကငိမ့်ငိမ့်ကလေး စော်မျိုးနေဟံမှာရိုးရိုးကလေးနဲ့ကြီးကျူးရဲ့မဝနိုင်စရာပင် ဖြစ်နေပါသည်။ဟိုးနောက်ပါစီမှာထုံးရောင်မဖွေးနိုင်တော့သည့်ကိုးတော်ပြည့်စည်တီတော်မှာလဲဆဲလဲတန်ကလေးတချွင်ချင်းလှောက်ခတ်ကတန်ဝေကတေးကိုတီကျူးနေသလားမဆိုနိုင်။မျက်စိသာမမှောင်ဝေဘူးဆိုလျင်ထိုကန်ရည်ဤတဖက်ထောင်စောမှာခါတိုင်းလိုအစုံကလေးလာထင်နေမိဖုံးကြီးချောင်းဤခေါင်မိုးပုံထုတ်ကိုမြင်ရပေလိမ့်မည်။ကံမောင်ထမှာအငူသားငိုင်သာထိုင်ရနေသောဘောကြီးခေါ်ငပေါကြီးသည် အဝေးမှမြေခွေးများကိုမျက်လွာချ၍ရုတ်သိမ်းကမိမိအောက်တက်တဲ့နေရာကိုစူးစိုက်ကြည့်ရနေပြန်တော့မိမိ၏ရုပ်ပုံကိုပင်ပြန်လည်၍မြင်တွေ့ရပြန်လေ၏မကိုင်းမငညက်ရတာကြာပြီဖြစ်သောစထောက်မှာလေဆန်ရှည်ကိုတော်ဖြစ်လို့နင်းနီးပင်ရှည်လျားပွာရောက်လျက်နှစ်ဖူးပြည့်ချင်းထက်စီမှာလေဖယိုးဖျဲမင်းမူနေကြလေသည်ဟောက်ပတ်သောမြက်ကွင်းနှင့်နှထင်ချိုက်ချိုက်မှာလေအနက်အဆောင်ချင်းရှင်ပြိုင်နေကြဟန်ရှိပါသည် ပါယောမှာအနေငယ်ငေါထွက်နေတော့လဲခြေသွာသုံးလေးချောင်းကျိုးနေပြီဖြစ်တော့ဗဇတ်မှာတော့လက်တက်တက်ဖြစ်ပြနေပြန်သည်အနေငယ်ကြီးတယောင်နဲ့ပေါ်ပေါ်လွင်လွင်ရှိနေသောနှာတန်းတစ်ခုတည်းသာလျင်သူ့မျက်နှာတစ်ခုလုံးဤရှုပ်ရင်းချက်များကိုဖုံးပြရန်ကြိုးစားနေကြပုံရလေသည်လူလောကကိုဘယ်အခါကမှရရတင်းတင်းရင်မဆိုင်ခွန့်တော့သူ့ရဲ့မျက်လုံးတွေမှာ ပြာရင်မှုံဝါးစာပြုတ်ခဲ့နေပြီရောကြည့်နေရင်ကြည့်နေရင်မှာပင်ရှုပ်တီး၍မရနိုင်တော့လောက်အောင် ရှောင်းကတဟိုးကိုဆိုးလာပြီမျက်စိကိုစုံမိတ်ကအမောတကောဖြစ်နေရပြန်နေသည်အင်းငါတော့တေလူနီးပြီထင်တယ်အတက်ကလည်းကြီးလာပြီငါရဲ့အတက်ဟာဘလောက်များရှိနေပါလဲသူကသူ့ရဲ့အတက်ဘလောက်ရှိနေပြီကိုလိုလိုချင်းချင်းတွေးနေပြီမဲရေးရေးမြပင်ပေါ်မလာခဲ့ပြီတကယ်ဆိုတော့သူ့ရဲ့အတက်ဘယ်၍ဘယ်များရှိနေပြီကိုဆိုထားပြီမခင်ညိုနဲ့ခွဲခွာနေရသည့်နှစ်များပင်ကြာညောင်းလာခဲ့ပြီ သူ၏ပတ်ဝန်းကျင်မှလဲဝင်းပြင်းများသည်ပင်ရွှေဝါရောင်မှမြားစိမ်းရောင်တို့မြားစိမ်းရောင်မှရွှေဝါရောင်တို့ဗန်းနေချင်းဗန်းနေခါပြောင်းခဲ့ပြီဒီကိုလည်းသူမမှတ်မိခြင်းမဆွမ်းနိုင်မကင်းညိုအတွက်ရည်စိုးကဖျားမသူကတ်လူခဲ့တော့နှင်းစီပွင့်များသည်ပဲလေ။တန်ဖုတ်တွေဖျားတဆူစား1400များရှိလောက်ပြီးထင်ရသည်။မကင်းညိုမှာယခုနေခါမှာသူအပါတို့ရောက်ရှိလာနိုင်ပြီဆိုလျင်တော့အကိုဘောတတ်ဟာယခုအသက်ဘယ်လောက်ရှိပြီလဲ။ ဟိုအိမ်မတန်းမှာရှက်စရာကောင်းလာတော့ပချိုင်ကလေးတွေနဲ့တွားဖွဲ့ဖွဲ့ကလေးတွေကိုပေါ်အောင် ပြုံးပြီးဆိုပေးလိမ့်မည်။မခင်ညိုလေးရဲ့ဆရာဝန်မကြီးရဲ့ဘာဖြစ်လို့များတွားနေခြင်းပါလဲ။ဘီးလက်ဆိုတဲ့အဲ့ဒီအရဲ့ကြီးကိုတွေးမိကာမှပင်မခင်ညိုကိုယခုချက်ချင်းတွေးကျင်လို့သည့်ဇောမှာပုံမှန်၍အချိန်တက်ခါနေမထီထိုင်မသားကြီးဖြစ်လာသည်။မခင်ညိုရေမခင်ညိုရေဟိုအော်ခေါ်ရုံများဖြင့်သာသူ့ရဲ့အနာတို့မခင်ညို ဘွားကနေရောက်လာနိုင်ပြီဆိုလျင်သူဤလေချောင်းကြီးဟတ်တက်ကွဲခြင်းကွဲပစေလီသူရဲ့ရင်အောင်ကြီးလည်းဟင်းလင်းပွင့်ထွက်ရင်ပွင့်ထွက်ပစေလီအာရကုံအုံ၍ခေါ်ခြင်းခေါ်ပါလဲရဲ့ဟု အောင်းမေမိနေသည်ယခုတော့ဟိုးမိုးဘော်ကတိမ်တိုက်တွေကိုပဲမှားကြလိုက်ရမည်လားမခင်ညိုကိုတွေ့ကျင်လို့လို့မိုးတိုက်တွေကိုမှားလိုက်ပြရစီဟုသူပြောလိုက်တယ်ရင်တော့အကိုဘောမှာခံစားမှုရှိတတ်တယ်ဆိုတာမခင်ညိုသိပါတယ်ဟုမခင်ညိုကချိုချိုအေးအေးကလေးနဲ့ပြောပေလိမ့်မည်ထင်သည် ကိုရီးကိုတာနဲ့တကွာတော်တလောကလုံးကိုပင်ဂယုမဆိုင်တတ်ပင်မဲ့မြေတာတရဝူကိုဆောင်းထားတဲ့ဘယင်မာကလေးဟုအကိုလက်ကပြောခဲ့မှုသည့်မခင်ညိုဤစကံလုံးကြီးများကိုတော့သူတလုံးမကြံမှတ်မိနေပြီ။မခင်ညိုကိုဒီတစ်ခါတည်းပဲတွေ့ပြရစီတွေ့ကျင်လိုက်တာမခင်ညိုရင်ထဲမှာဒီဇန်နာကအပြင်းအထန်ရိုက်ခတ်အောင်ကြွရွေလာပြန်၏။သူက တိမ်တိုက်တွေစီကို တန်းတန်းတတမောကြည့်လိုက်မိသည်။သူ့မှာ တန်းတအဖွဲ့ကိုလိုလားဟန်မရှိသောမိုးတိမ်တိုက်တွေမှာစောစောကတည်းကညိုမောင်ထူထပ်၍လာရကမိုးမကြုံလျှက်စင်မဝင်ပဲနဲ့မိုးဆက်မိုးပေါက်ကလေးများခတ်သေးသေးကြာဆင်းလာနေသည်မှိုင်းပြသောရေသားပြင်ထဲမှာလည်းမိုးဆက်ကလေးများ ထိမှန်တိုင်းမှာကျင်းရမှကျေလာသောဝါလုံးကွင်းဆက်ကလေးများဖြင့်ဆက်၍ဆက်၍သွားကာအချို့နေရာများမှာပလုံစီထား၍နေလိမ့်ပြီထိုအခိုက်မှာပင်ရှောင်းတော့ဟုတ်ဟုတ်အဆိုးပြန်လေ၏ မျက်လုံးများပိတ်ခါမျက်ရည်စာများထွက်ကြလာသည့်အထိပင် မောဟိုက်ပင်မအောင်ဆိုးရလေပြီးတော့မှထိုင်နေရမှအာယူပြီးထားလိုက်လေသည်ပထမတော့သူသည်တောဆက်ကလေးထဲမှဖျားငုတ်တို့စီတို့တွားရောက်ရန်ဆန္ဒပြုမိသည်တို့ရတွင်အကြောင်းဝင်းစီမှပစိုးအင်းကြီးဗလာကိုတယ်ဖြင့်ပြေးထွက်၍လာကြသော10နှစ်12နှစ်အရွယ်ကျောင်းသားကလေးတအုပ်ကိုတွေ့မြင်ရသည့်နှင့်သူ၏ရှည်လမ်းများအလိုလိုတုံဆိုင်း၍သွားလေသည်။ဘီကျော်ဘော်ကြီးဟေးဟေးဘော်ကြီး ဘောကြီးရဲ့မိုးတွေမိကုန်ပြီကွာကျောင်းသားကလေးများဒီသူ့ကိုမိုးကြီးအွှဲသားနဲ့တွေ့ရတယ်ကိုပင်အာရဝန်းတာအော်ဟစ်ရေမောကြကသူတို့ဤကိုတုံးတုံးကလေးများကိုမြောက်ကြမြောက်ကြလှုပ်ပြီးပြောင်လောင်မျိုးမျိုးတူးနေကြသည်သူသည်မနှင်းမြို့လာစွာဖြင့်မျက်မှောက်ကြီးကိုကုတ်ခါပြန်ရွေးကြည့်လိုက်လေသည် ပြီးတော့မှចောင်းကြီးစီတို့မျှောကြည့်လိုက်တဲ့တွင်ပြည်ထင်းပေါက်တနေရာမှရက်ကသူ့အားမျှောကြည့်နေပုံရတော့ဖုံးတော်ကြီးကိုတွေ့ရသည်နှင့်ခေါင်းကြီးကိုငိုက်ဆိုင်ချပြီးចောင်းစီတို့ပင်တရွေ့ရွေ့လျှောက်လာခဲ့လေတော်သည်ចောင်းဝင်းတွင်တို့အဝင်တွင်လည်းတို့မိုးထားသည့်ဇင်းညံလန်းကလေးမှာလမ်းလျှောက်နေသည့်ဥပစင်းတစ်ပါးနှင့်ကိုရင်လေးတစ်ပါးကသူ့ကိုကြည့်ကာပြုံးစီစီလှုပ်လိုက်ကြသည်သည်ဒီရပြုံးမျိုးမှာမနှိမ့်မြုပ်ပွဲမဟုတ်ကြောင်းနှိမ့်ချိုက်ပွဲမဟုတ်ကြောင်းသူ့သဘောပေါက်မိပါသည်မခင်ညိုရဲ့ ကျုပ်အပေါ်မှာမခင်ညိုလိုပြုံးတဲ့သူမျိုးရှာမတွေ့နိုင်တော့ဘူး။ဟိုဖွင့်ဟ၍မဆိုမငိုတဲ့မဆိုမငိုတဲ့ပြင်မဲ့မခင်ညိုဤတန့်စင်သည့်အပြုံးဂယုနာအပြုံးကလေးများကို ပြန်လဲအောင်မိကဆွတ်ဆွတ်လွတ်လွတ်တန်းတားမိသည်ကတော့အမှန်ပင်ဖြစ်ပါသည်။ဟေးကောင်းကြီးကမြေပြိုမှာဆိုးလို့လားဟေး။တကူလုံးလဲဆက်ဆက်ယိုလို့တေးချင်းနေပြီးမှတ်တယ်။တွားအဝိဇ္ဇိုတွေကိုတွားပြီးမြဲမြဲလဲလိုက်။နောက်ပြီးငါ့ရှိရမှာစေးတစ်ခွက်လာတောက်လဲ။ ကျောင်းပေါ်သို့ရှေ့တစ်ဖက်လမ်းမီယုံရှိသေးသည်။ကျောင်းအပောက်ဝအနီးမှစောင့်ကြည့်နေသောဖုံးတော်ကြီးကလှမ်းအော်မှန်မဲလိုက်လေသည်။တို့ရတွင်ဖုံးတော်ကြီးဒီလိုမှန်မဲသည်မှာစောစောကကိုရင်နှင့်ဥပဇင်းတို့၏အပြုံးထက်တာလွန်ကောင်းမွန်သေးသည်ဟု၍တော့သူကောင်းကောင်းသဘောပေါက်မိထားသည်မို့အနှဲငယ်ရှေ့လမ်းတန့်ကသူ၏ငကိုမှန်အတိုင်းမျက်စိကလေးပေကလက်ပေကလက်လှုပ်ပြီးခိတ္တမြပြန်ကြည့်လေသည်။ ပြီးတော့မှခေါင်းကြီးကိုငုံချိုးမြဲငုံချိုးသွားကကျောင်းတော်သောမှာရှိသည့်သူ့ဤမဲမဲမောင်မောင်အခန်းချင်းကလေးလေးတို့ဝင်သွားပြီးအဝိဆိုများကိုလဲ၏သူအားဖုံးတော်ကြီးပေးအပ်ထားသည့်ဆေးပလင်းထဲမှဆေးမုံများကိုလက်ဖဝါးထဲသို့တစ်ခွက်စာလောင်းထည့်ကရေတစ်ခွက်ပါခတ်ယူပြီးဖုံးတော်ကြီးချင်းမောင်မှာပြန်သွား၍ဆေးတောင်းခြင်းစသည်တို့ဖြင့်ဖုံးတော်ကြီး၏အမိန့်ကိုမသွေမဖယ်လိုက်နာနေပြသည်ဖုံးတော်ကြီးသည်ခေါင်းတစ်ဆက်ဆက်လှုပ်ကသူ့ကိုကြည့်ပြီးပင့်သက်ဆိုင်နေမိသည် မင်းဒီနေ့ဆေးတောက်တာဘယ်နှခွက်ရှိပြီလဲဘောကြီးနှစ်နှစ်ခွက်ပါဖျာအေးနောက်တစ်ခွက်ကိုခါတိုင်းလုံးငါတို့ဝင်းမတက်ခင်လာပြီးတောက်လဲဩကြားလားမင်းအနေနဲ့မလုပ်နဲ့နော်တင်တင်တင်မတင်မဖျာသူ့ရတယ်သူ့ကိစ္စတခုတော့ပြီးသွားခဲ့လေပြီဘောကြီးဒီသူ့ဤအခန်းချင်းကလေးတဲ့သူပြန်လဲရောက်ရှိသွားကရေးလက်လေးတက်တက်နေသောခေါင်းအုပ်နှင့်တင်ပြူးဖျာနွမ်းနွမ်းကလေးကိုချခင်းထားသည့်သူ့အိယာထက်မှာ ခုံးဆောင်ဆုပ်ကလေးကိုခြုံကွေးပြီးအိတ်လိုက်လေသည်ထိုအခိုက်မှာပင်တော်တော်နဲ့မပြီးဆုံးနိုင်သောချောင်းချီကြီးကိုလည်းဆိုးရပြန်လေသည်သူ့လက်ချောင်းတွေသည်ပူလောင်လောင်ခြားတတ်တာကြီးနဲ့နာကျင်၍လာလေ၏သူ၏ရင်ထဲမှာလည်းတကွေးကွေးနှင့်မိကအသက်ချူကျက်ပြီးအစ်တစ်တစ်ဖြစ်ပြနေလေသည် မောလိုက်ဒီမှာလည်းဆိုးဝဲရမရှိတော့မီဟင်းဒီဖုန်ကြီးစင်းနေတော့တတလုံးပြောက်မှာမဟုတ်ပါဘူးချောင်းဆိုးရရွေအနေငယ်အသက်ရှင်မှန်လာတော့မှဒီလိုအမှတ်ချက်ချမိလေသည် မခင်ညိုပေးထားသည့်ဆေးနှင့်ဆိုလျင်ပြောင်းမှပါပဲဟူ၍လည်းတဆက်ထဲတွေးမိလေသည်သူလလန်းမိနိုင်သည့်ခေါင်းရင်းမှထားရှိသောမခင်ညိုပေးထားခဲ့သောဆေးပလင်းကလေးကိုလည်းလှမ်းယူပြီးကြည့်ရှုမိလေသည်ဆေးပလင်းတည်တည်လေးတဲ့တွင်လက်တန်းထိပ်ပြားခလီလောင်းမှမကြီးတတ်သောဆေးပြားဖြူဖြူဝမ်းဝမ်းကလေးတွေမှလည်းတပြားမှမလျော်ပဲအပြည့်အတိုင်းရှိနေလေသည်မမခင်ညိုကိုရှစ်တယ်လို့မခင်ညိုပေးထားတဲ့ဆေးပြားကလေးတွေကလည်းရှစ်စရာကောင်းနေတာနဲ့မတောက်ရက်ပါဘူးကွယ် ယခုတကားမခင်ညိုကိုတွေ့လျင်ဒီလိုပဲသူကပြောပြလိုက်ရှင်ပါသည်သို့ဆိုလျင်မခင်ညိုကလည်းသူ့ဤလက်ဝါးကြမ်းကြမ်းကြီးကိုလက်နှုတ်နှုတ်ကလေးနဲ့ဆုပ်ပြီးမခင်ညိုကလည်းအကိုပိုးကိုချစ်တာပါပဲဟုပြောပေလိမ့်မည်ထင်ပါသည် မခင်ညိုကဒီလိုပြောတော့မှသူကလည်းမခင်ညိုရဲ့လက်ကလေးတွေကိုမခင်ညိုတက်တလုံးပန်းစင်ရမည်နှင်းစီပန်းတစ်ခတ်ကိုထည့်ပေးလိုက်ရှင်ပါသည်ဟုတ်သည် မခင်ညိုလက်ထဲကိုဒီရွှေနှင်းစီတစ်ခတ်ရောက်သွားမှသာလျှင်သူအသေးဖြောင်းနိုင်ပါလိမ့်မည် ဤဒီပင်လျင်သူဤနောက်ဆုံးဆန္ဒဖြစ်ပေသည်ဒီဆန္ဒတည့်ရစတင်တရေတီးခဲ့ခြင်းဤအကြောင်းရင်းစင်းမြစ်ကိုခြာခွေရမည်ဆိုလျင်တော့လွန်ခဲ့သောအနှစ်20ခန့်ခရီးကိုပြန်လည်လျှောက်ရပါပဲမည်အခန်းနှင့်မိုးခေါင်သောအနှစ်ပင်မဲ့နယုံလကုန်းကန်နေသည့်တိုင်အောင်မိုးကဖြစ်ဖြစ်လောက်လောက်မရွာခဲ့ပေနနဲ့ရှင်းနိုင်မြတာရှိသေးပေမဲ့နေမှာအချိန်ပြင်းပြင်းနဲ့ပူလျက်ရှိလေဤ အင်းကြီးချွတ်နဲ့ပစိုးတို့တို့ပတ်ပြီးပေါက်တူးကိုကြက်မှန်လက်မှန်ချကမြေသားမြေမာကိုတခြင်းကြီးရအောင်တူးဆွလိုက်ရပြီဖြစ်တော့ငဘောကြီးတယောက်မှာတော့ရင်နဲ့ကြောမှာချွေးသီးချောင်းကြီးတွေလိန်စင်းကနဖူးမှချွေးရှင်မတို့ကြရသည်ဆိုတော့အလုတမားတယောက်ဤဘဝတရုပ်ကိုပြောင်မြောက်စွာဖော်ထုတ်နေပေသည်တို့ရတွင်ထိုစဉ်ကာလကတန်တုံးမြန်တုံးလူငယ်တယောက်ဖြစ်သည့်အပြင်ဤအလုံးမျိုးကိုနေ့စဉ်ကျင်သားရပြီဖြစ်သောကြောင့် ယခုလိုချွေးများဆူဆူချွေးနေသည့်တိုင် အထူးသဖြင့်မောဟိုက်ပင်ပန်းလာသည်ဟူ၍တော့မစိုးနိုင်တော့ပါဘီသူသည်အာကောင်၆ကရင်ငက်ချင်းကြောင့်သာပေါတူးကိုလက်ထဲမှချပြီးခိတ္တမြရန်နာလိုက်နေသည်ဒီအခိုက်တမှာပင် ရှန်နေသူဒေါ်ကျော်နှင့်အတူဝင်ရောက်လာတော့မခိညိုကိုသူကစတင်တွေ့ကြည့်ခဲ့ခြင်းလည်းဖြစ်ပေသည်မျိုးစုံမျိုးပြားမှရှိသောဒီရှန်နေသူဒေါ်ကျော်ကလည်းအခါတိုင်းမလာတတ်ပြီ သူတို့ဤလူယုံတော်အိမ်ဖော်ကြီးဖြစ်သောဒေါ်ဖွားသက်ဒီသာနေ့စဉ်နနက်တိုင်းလာရောက်ကရှံထွက်အသီးနှံပန်းမှန်များကိုဖောက်တယ်ပေးကြမည်ဖြစ်ပါသည်တော်ကြောမှာယခုလိုသူတို့အထူးနှစ်သက်သောကျက်တူရည်သည်ခေါ်တရသည်ပေါ်ချိန်မှသာတမောက်တမင်ဂယုတဆိုင်လောက်က လာလေးရှိပါသည်ယခုလည်းဤကိစ္စအတွက်ပင်လာခဲ့သည်ဖြစ်ခဲ့ရာမခင်ညိုပါပါလာခဲ့ခြင်းဖြစ်လေ၏ဘယ်ရှိကံဖန်တီးသည်ဟူ၍မသိမခင်ညိုကို မြင်မြင်ချင်းပင်ငပေါ်ကဂယုတဆိုင်ငေးကြည့်မိခဲ့ရသည် မခင်ညိုကလည်းသူ့မြင်ဘူးတွေ့ဘူးသည့်မိမသားတွေထဲမှာအတော်တော့ထူးခြားနေပေသည်လွန်ခဲ့သောဟိုးအနှစ်20လောက်ကြီးကနေပိုင်းရုံးဆိုင်ရာမြို့တမြို့သားဖြစ်သောသူတို့ဇီးကုန်းမြို့ကလေးမှာမိန်းကလေးပိုင်စကယ်စီးသည်ဟူ၍မတွေ့ခဲ့ဘူးတော့လေမခင်ညိုကတော့သူကိုယ်တိုင်စီးလာခဲ့ဟန်ထူသောပိုင်စကယ်လေးကိုလက်တစ်ဖက်ဖြင့်တတကလေးတွန်းလှည့်၍ဝင်လာနေသည် ထို့ပြင်ဘာတမ်းမပါသောမိမစီပိုင်စကယ်ကိုလည်းငပေါ်အဖို့မှာစမ်းတတ်တဲ့စမ်းစရာပင် ဖြစ်၍နေသေးတော်၏ပြီးတော့မြူးမြူးကြွကြွနဲ့ဖျက်ဖျက်လဲလဲကြည့်ပုံရတော်လဲရိုးရိုးနဲ့ရင်းရင်းကလေးသာဝက်စားဆင်ရင်လေသောမခင်ညိုကရှမ်းကျဲကြီးတစ်ချက်လုံးကိုလဲပင်ကလေးဆန့်ကမျှောကြည့်လိုက်ပြီးမှ သူ့စီကိုနှုတ်ဆက်အပြုံးလေးပြုံး၍ကြီးလိုက်ဒီမှာလဲသူကြုံကြိုက်တွေးကြည့်ကြရသည့်တလောကလုံးနဲ့မချင်းသာလောက်အောင်ပင်ဖြစ်၍နေပါသည် သူ့ရဲ့ယင်ထဲမှာနှွေးထေးတုံ့လှုပ်သွားသည်ဟုထင်မိလေ၏မခင်ညိုကတော့သူ့ရဲ့အဖြစ်ကိုသိနိုင်ကြမည်မရပေခလန်းလန်းမှရှိသောငပေါ်ပြော်ရာတဲကုတ်ကလေးစီတို့သာသူ့ရဲ့စပိန်ကလေးကိုဆက်လက်တွန်းယူ၍သွားနေပေသည်မိမကြီးကချမ်းပန်းခြင်းဒေါ်ကြော့သေးတာလျင်သူ့အရှိမရက်တန်လိုက်လေ၏မြ мян မြ мян လှုပ်ဆောင်ငပေါ်ငါဒီနေ့နည်းနည်းနောက်ကျသွားတယ်ဒီမေကဘာလို့ဖို့တူးနေရတာတော့မနေ့တုန်းကငါလာယူမယ်ဆိုတာကိုတီးသားနဲ့ခုထားနေရောပေါ့ ခိုင်မှပဲတိတက်တာပဲနင်းလေနင်းယူဖို့ပေါ်ဖို့ဒါတက်တယ်နည်းနည်းမှတောက်တုံးကြတဲ့ကောင်မဟုတ်ဘူးငဘောဒီထုံးစံတိုင်းဆိုသလိုလေးချီကြီးနဲ့မမ်မဲကျင်းပေါင်းနေတတ်တဲ့အမေမေကြီးအားမျက်စိကလေးပေကလက်ပေကလက်လောက်ခါကြည့်ရနေကြပြီးမှလဲချောင်းကြီးတနေနေနဲ့အာယူရဲ့ပြောလိုက်ရလေသည်ခခခဏခဏနေပါဦးရေ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 တောက်ရှင်လို့သူကရေတောက်ရှင်နေဒီကိုယခုမှတတိယကပြောဆိုလိုက်ဒီကို ရေသွားယူပြီးခတ်တောက်လိုက်ရသည်ထက်ပင်အချိန်ကြာမြင့်ကရင်မောเสียရကောင်းလာလေသည်တို့ရတွင်သူတသက်စာမှာမျောလင်းเสียရကောင်းသောအဖြစ်ရတစ်ခုသည်လည်းရေအခါမှပင်ကြုံကြ၍တွေ့ရှိရပြန်လေ၏ယော့ယော့ရေမခင်ညိုကချစ်စပွဲချိုချိုအေးကလေးပြုံးပြ၍သူ့အားရေတစ်ခွက်ကိုကမ်းလှမ်းပေးနေပြန်သည်မခင်ညိုသည်အိမ်တစိမ့်မိတ်အောင်မှသူ့ရဲ့စပင်းကိုထောင်ထားခဲ့ပြီးဖြစ်၍ပြန်လှည့်မည်အပြုတွင်ငပေါ်ဤစကားစကားပြောနေဟန်ကိုခဏမျှနားဆိုင်ကား ကြီးကျုနဲ့ရေးပြီးမှတနားစိတ်ပေါက်လာတဲ့ဖြင့်တဲအိမ်ကလေးပေါ်တက်ပြီးရေတခွက်ကိုခတ်ရွေ့ယူလာခဲ့ခြင်းဖြစ်ပါသည်။ခိုင်းစရာရှိလျင်သာငပိုးဆိုသည့်တရဝါကိုတတိရတဲ့ကြကုန်သောငပိုးကျင်တဲ့နေရာသည့်လူမှုဆက်ဆံရေးအတွင်ဝယ်ဤလိုရေတခွက်ကိုကမ်းလှမ်းကူညီပေါ်ရခြင်းမှာပင်အေယာမကျေးဇူးကြီးတပါလို့ထင်မှတ်ဖွယ်ရာဖြစ်၍နေ၏။ထိုထက်မခင်ညိုလို18နှစ်အရွယ်ရှစ်ဆက်ဘွယ်မိန်းကလေးတဦးထံမှအကူအညီရနိုင်ခြင်းဒီကလည်းကိုနှစ်ဖူးကိုလက်ဝါးနှင့်ရိုက်ကဂျွန်းနှစ်ပတ်သုံးပတ်လောက် ထိုးပြစ်ရှင်တရားကောင်းနေသည်ဟုပင်ဆိုနိုင်လောက်သည်ငဘောကလည်းဝမ်းသာနှစ်လိုရှိမိသည်မှာအမှန်ပင်ဖြစ်ပါ၏တို့ရတွင်ရေခွက်ကိုလှမ်းယူနိုင်ဝန်ခြင်းတော့မရှိကြတို့နှုတ်ခမ်းနယ်လွားကသာအမည်မဖော်နိုင်စွမ်းသည့်ကျေးတုတင်တဲ့ကားတွေကိုအရေးအယံပြသည့်တပွဲတဆက်ဆက်တုံရင်နေ၍မဝမရဲကြည့်နေသော သူ၏မျက်လုံးများကလည်းအာတုံအာနာဖြစ်နေဟံကိုအတိုင်းသာဖော်ပြသလိုရှိ၍နေပြီအတန်မထွက်လာတော့ ဤနှုတ်ခမ်းနှင့်မျက်လုံးအစုံမှစကားအစုကိုမခင်ညိုကလည်းကောင်းစွာသဘောပေါက်နားလည်နိုင်ခဲ့ပါ၏ယူဆန်းပါလေတောက်ဆန်းပါမခင်ညိုကအိမ်ထဲကိုရောက်ပြီးသားမို့ယူလာခဲ့တာအားနာကြမလိုပါဘူးဟုထပ်မံအားပေးလိုက်တော့ခါမှမပေါ်ဤလက်များမှာတုံတုံရင်ရင်နဲ့လှမ်းလင်း၍လာလေသည်တဲဒီသေးနာကောင်ဟာလေတောက်ရင်လည်းမြန်မြန်တောက်ဆန်းပါဟဲ့တကယ်ထဲမှာပဲညီးကလည်းအယူပဲလူရလူသွင်းလုံးလို့အေး ဒေါ်ကျော်ဤဒီစကားတန်ကြားကပေါ်လာသည့်တွင်မူရေခွက်ကိုမဝမယဲနှင့်လှမ်းကင်မိပြီဖြစ်သောငပိုးဤလံများမှာဖြန့်လန့်ဖြန့်၍ပြေရော့၍သွားရပြန်လေ၏ရေခွက်ကလေးမှလည်းသူတူးဆွထားသောမြေသားပင်များပေါ်သို့ချောကနေလွကြသွားကရေများအလုံးပင်ဖိတ်ဆင်၍ကုန်လေတော့သည်မခင်ညိုစေတနာ၏အလဲကားဖြစ်ကုန်ပါပြီမမေကြီးရဲ့မောနေတဲ့လူတယောက်အတွက်ရေတစ်ခွက်ပေးရတာမခင်ညိုမပင်ပန်းတတ်ပါဘူးမခင်ညိုကစိတ်မကောင်းစွာနဲ့ပြောလေသည် ငဘောကလည်းရေခွက်ကလေးကိုကောင်းကောင်းလိုက်ခါသူ့တဲစီသို့ထွက်ခွာသွားလေသည်မကင်ညုံမှချွေးတွေဖြင့်ချွဲနေသောငဘောဤကြောပြင်ကြီးကိုကြည့်ကတက်ပြင်းကလေးတစ်ချက်ခြိုက်လိုက်မိလေ၏ပြီးတော့မှမကင်ညုံခြံထဲမှာ၆ကြီအောင်မဲ့မမေကြီးဟုပြောပြီးသူ့ချင်းမှမြင်းကြီးလန်းကလေးအတိုင်းထွက်ခွာလာခဲ့ပြီလေ၏ လမ်းတစ်ချောင်းလုံး၌မက္ခင်ညိုသည်ဤနေရာ၌လူစုနေသူနေလို့ဖြစ်နိုင်ပါမလားဆိုတာကိုစဉ်းစားမိလေ၏တကယ်ဆိုတော့မက္ခင်ညိုသည်ဤနေမြေသို့ရောက်၍သူဖွားဤဒေါ်ကျော်တို့၏အရေးကိုခိုလုံရခိုလုံလာရသည်မှာနှစ်ရက်မြတာရှိပါသေးသည်ယခင်ကဆိုလျင်ဖြင့်ဒေါ်ကျော်တို့ကလည်းမက္ခင်ညိုအားမြေကလေးတရားဟု၍တိတိမမတ်ပြုခဲ့သည်မဟုတ်ပါဘဲမက္ခင်ညိုကလည်းအဖိုးအဖွားရဲ့ဟုဂယုဓမ္မထားခဲ့သည်လည်းမဟုတ် သူဖခင်လက်ထံမှဆာ၍သူတို့၏အရှင်နေမှာဝေးလံကွာလှမ်းကြရသည်မကင်ညိုဖို့ဥွှေပြူနှင့်ဒေါ်ကျော်တို့မှာဤနေမြေတွင်လဲပိုင်းမြေပိုင်းများနှင့်လူချမ်းသာများပင်ဖြစ်ကြပါ၏သူတို့တွင် ကိုတင်ကိုမြင့်မလမူမမမူဟူ၍တာသမီ၄ယောက်ရှိသည့်အနက်မှတာအကြီးဆုံးဖြစ်သောကိုတင်မခင်ညိုဤဖခင်မှာကြောင်းထား၍ထွန်းထွန်းပေါပေါမအဖြစ်ခဲ့ပြီသူထက်အငယ်ကိုမြင့်ပင်ကောလိပ်တို့ရောက်ခဲ့တော်လေသူမှာဆယ်တန်းတွင်နှစ်နှစ်မြကြာဆုံးပြီးသည့်နောက်တွင်တော့ ကိုတင့်တွင်ကြောင်းနေခြင်းစိမ်းများလုံးဝခြောက်ခမ်း၍သွားကလေးတော်သည်သူသည်အင်မတန်အပြောကောင်းသောအဖို့တယောက်နှင့်ဆက်ခါဗရံများနယ်မြေဘက်သို့လွင်သွားပြီလျင်ကြောက်တွင်းချလိုသောစိတ်ဖြင့်ထက်တန်သောစိတ်ရှိနေသောကြောင့်သူ၏မိဘများမှငွေ9000ညထုတ်ပေးရန်ကိုတပူစုတသာသာပြော၍နေလေသည်မိဘများကလည်းအကြိမ်ကြိမ်ညှင်းဆန်ခဲ့ဤနောက်ဆုံးတွင်တော့သူ့စိတ်ကိုချိုးနှိမ်၍မရတော့သောကိုတင့်သည်ငွေ9000ကိုတက်တဆိတ်ခိုးယူပြီးအိမ်မှထွက်လာခဲ့လေတော့သည် ကိုတင်စိတ်တွင်မူကြောက်တွင်းများအောင်မြင်၍သူ့မှာကြွယ်ဝချမ်းသာလာသောအခါမိဘများထံသို့မျက်နှာပန်းလာလာပြန်သွားနိုင်ပြီလျင်ငွေကားတော်များကလေးကိုသူယူခဲ့မိသောအပြစ်မှလည်းပြေပြောက်သွားပြီလိမ့်မည်ဟုထင်ပါသည်သူရတွင်သူတို့ကြောက်တွင်းများမှလည်းအောင်မြင်သည်ဟု၍မရှိခဲ့ပေဒီကြားထဲမှာလူယုံတက်ကဖို့ဖို့ညံ့ညံ့ကြေခဲ့ရသည့်အပြင်ငှက်ပြားယောဂါလည်းဆွဲကပ်ခြင်းတစ်ခုသာအဖက်တင်နေတော်၏သူအခါမှပင်သူသည်ငှက်တလဲပြက်တလဲနှင့်ရှေးဦးတက်ရာသို့ပေပေလေးလေးလွင့်လေတော်သည် ဒီတွင်တော့မှ သူသည် သူ၏ဖူးစာခြင်းကိုဆိုက်ဆိုင်မြဲမြဲတွေ့ရခြင်းလည်းဖြစ်ပေ၏ကိုတင်ကနန်းခမ်းမျိုး၏ဆေးရုံမှာကြုံကြိုက်သလိုတက်ရောက်လာသာသည့်အခိုက်မှာသူနာပြုတ်ဆီယာမကလေးဖြစ်သောမတ်မေဂျင်နှင့်တွေ့ကြုံချစ်ကြိုက်မိကြခြင်းဖြစ်သည်တိထက်ဒီတွင်အစီအပြေခြင်းတော့ဆေးရုံမှဆင်း၍မကြမီပင်မတ်မေကြီး၏အကူညီဖြင့်ဆရာဝန်ကြီး၏ဆက်ရေးတနေရာကိုအတာလင့်အသင့်ဆိုသလို ကိုတင်ကလက်ခံရရှိခဲ့ပြန်သည်နောက်ဆုံးတွင်တော့သူတို့သည်တရားရုံးတော်ပေါ်မှာလက်မှတ်ရေးထိုးလိုက်ကြကတင်းနှင့်တတဲပင်နေထိုင်ကြလေ၏ကိုတင်သည်သူလက်ထလိုက်ပြီးဖြစ်ကြောင်းကိုမိဘများထံသို့လည်းအကြောင်းကြားလိုက်ပါသေးသည်သူရတွင်သူ၏မိဘများကတော့တဲပီနှစ်နှစ်လိုလိုရှိဟန်လည်းမတူပေနှစ်ကြောင်းများလောက်သာစာတို့ကလေးတစ်ဆောင်ကိုသာ သူ့ဖခင်က ပြန်ရေးပေးလိုက်လေသည်နောက်တနည်းခွဲလောက်အကြာမှာမက္ခင်ညိုကိုမွေးဖွားခဲ့ပြန်တော့လေကိုတင်ကဝတရားမပြတ်အကြောင်းကြားခဲ့သေး၏ သူဖခင်ဦးရှိပြည်ထံမှာတော့ရှင်းဒီတူပင် စာကလေးလက်လေးသိမ့်လောက်ကိုရရှိခဲ့လေသည်ဒီကြားထဲတွင် အဆက်ပြတ်သွားလိုက်ကြသည်မှာမခင်ညိုဆယ်နှစ်သမီးလောက်တော့မှကိုတင်းလက်ကိုတင်းဤလက်တို့တန်ကျိုးစာတစ်စောင်ရောက်ရှိလာပါသည်စာမှာ ကိုမြင့်အသေးအတန်နာမကျန်းဖြစ်နေ၍အမြန်လာရန်မှားကြခြင်းဖြစ်ပေသည်ကိုတင်းထက်အငယ်ကိုမြင့်သည် ကိုတင်းအားအလွန်တွေ့တာရှိခင်သူဖြစ်လေသည်ကိုတင်းသည် မဆိုင်မတော်သွားရောက်၍လာခဲ့ပေသည် တို့ရတွင်လေချောင်းခရီးမရှိသောထိုခေတ်ကကမ္ဘောဇာနယ်မြေနှင့်အောက်မြန်မာပြည်မှာအတော်ပင် ခရီးကွာလှမ်းသေးသည်မို့သူညီကိုမြင့်၏ဇာဗနာကိုမျှပင်မိနိုင်ခြင်းမရှိတော့ပါဘီကိုတင့်သည် အကြောင်းမထူးတော့ပင်မို့၅ရက်မျှသာနေထိုင်ပြီးပြန်ခဲ့လေတော့သည်နောက်တစ်ချိန်ကတော့ယခုဒုတိယအချိန်နှင့်၃နှစ်လောက်ကြာဝေးသည့်အခါမှာတော့ဥရှိပြူကိုတိုင်းအတော်မမာတော့ကြောင့်ဒါနိုင်လင်းလာခဲ့ပါရန်စာကိုရေးလိုက်ခြင်းဖြစ်ပါသည် ဤတဲ့ချင်းကိုတင့်သွားရောက်ရာတွင်တော့15ရက်မြာကြာခဲ့လေသည်ဦးရွှေပြူ၏ကျမ်းမာရေးကိုကောင်းမွန်ဆိုင်ချလောက်မှသာပြန်နိုင်ခဲ့ခြင်းဖြစ်ပါသည်ဒီတဲ့ချိန်မှလွယ်ရည်ဒီနှစ်ချိန်မှလွယ်ရည်နောက်ထပ်သွားရောက်ခြင်းဆက်ဆံခြင်းလည်းမရှိတော့ပြီယခုတော့သူ့ဘခင်ကိုယ်တိုင်အိမ်ကထွက်လာသည့်နေ့20ကျော်အတွင်းမှာရက်ပေါင်း20လောက်သာပြန်လည်ဆက်ဆံမှုရှိခဲ့တော့သူ့အဖိုးအဖွားများ၏မိသားစုအတိုင်းဝင်တဲ့သူမခင်ညိုကိုယ်တိုင်ခိုလုံဝင်ရောက်ခဲ့ရလိမ့်ပြီး မခင်ညိုသည်သူရောက်လာရခြင်းအကြောင်းရင်းကိုတွေ့တော့မိသောအခါမျက်ရည်သာကလေးများပင်ရေဝဲ၍ဆွဆွလာမိလေသည်သူမိခင်ဒေါ်မေကြီးမှာလွန်ခဲ့သော6လလောက်ကမှကွယ်လွန်ခဲ့ရရှာသည်သူမိခင်ကွယ်လွန်ပြီးနောက်တွင်ဖခင်လို့သူကလည်းလောကီကိုတခါတည်းညီးမွေကတာသနာပေါင်းတို့ဝင်လာရန်တာအာတိသဆန္ဒပြင်းပြလျက်ရှိနေသည်ဖခင်၏စိတ်ဓာတ်ကိုလိုက်လျောလိုသောမခင်ညိုမှာမိမိ၏ဘဝခြေရေးကိုမိမိဘာသာထိုင်ချောင်းတွားနိုင်ပြီးဟူ၍ပင်အာမခံပေးခဲ့လေ၏ ို့ရတွင်ယခုနှစ်နိုင်မခင်ညိုသည်မိမြပင်ကြိုးစားခဲ့တော်လေမိဘမိခင်အတွက်စိတ်တော်ကပွေးခဲ့ရသည်ကလည်းတဖက်နေမှုစေတန်းကိုဖြည့်စို့ရတွင်တက္ကသိုလ်တို့တွားနိုင်သောအေအမတ်ဖြင့်မအောင်မြင်ပေဘီအဖြစ်ဖြင့်သာအောင်မြင်ခဲ့ရရှာလေသည်ဤမြပညာနှင့်ပင်သူဘဝချေရေးကိုဖန်တီးတော့ရန်အာယူဆုံးဖြတ်ခြင်းလည်းဖြစ်လေသည်ကြံစီတော်လည်းမဖြစ်မကြံစီတော်လည်းဖြစ်တဲ့ဟူသောကံတရားမှာဒီအခါမှပင် ဝင်ရောက်ချေလေလာခဲ့သည် မခင်ညိုဖခင်ဥတင်သည်သူယဟန်ခံခံယူခြင်းအတွေ့မိဘသားချင်းများကိုလည်းလာသည်ဖြစ်စေမလာသည်ဖြစ်စေဖိတ်ကြားလိုက်သည်ဟုယူဆကာဖိတ်ကြားခဲ့လေရာသူဘခင်ဥရွှေပြုနှင့်သူ၏နှမအကြီးမတ်လှမှုတို့လာရောက်ခဲ့ကြလေသည်သူတို့လာရင်ကိစ္စပြီးမြောက်သွားသည့်နောက်ဥရွှေပြုသည်ယခုမှမြင်ဘူးတွေ့ဘူးသည့်မြင်းမကလေးမခင်ညို၏ရှေးရေးရှေးရာတွေကိုလည်းစိတ်ဝင်စားပင်မေးမြန်းခဲ့လေသည် မခင်ညိုကလည်းမိမိမှာဖြစ်နိုင်ပြီဆိုလျင်စေချောင်းတက်ကဆရာဝန်မကြီးတယောက်ပြစ်လာရန်အထိရီမန်းချက်ထားကြည့်တော်လေယခုတော့ရရအလုပ်ကိုပင် ဝင်ရောက်လောက်ကန်ကတဝန်းတကားကိုအကြောင်းတော်မည်ဖြစ်ကြောင်းကိုပြန်ပြောခဲ့လေသည်ဤတွင်မခင်ညိုသာဆန္ဒရှိခဲ့လျင်ဆရာဝန်ဘွဲ့ရသည့်အထိမိမိတို့ကပင်ဇရိတ်ထောက်ကကြောင်းထားပေးပြရစေဟူ၍ဥချွေပြုနှင့်မလမှုတို့ကတိုက်တွန်းပြောဆိုကြလေ၏ဥတီလောကဘွဲ့အမည်ဖြင့်ယဟန္တာဘာဖြစ်မြောက် ်သွားခဲ့ပြီဖြစ်သောမခင်ညိုဤဖခင်ကလည်းတမိကလေးဤခြေရဲအတွက်ဤလန်းစဉ်အတိုင်းပြင်းမြောက်စီရန်ကိုပင်သဘောတူညီတူညီခဲ့လေသည်တုံးနေပင်မခင်ညိုသည်ဇာတိရက်မြေကို ဆုံးခွာလျက်စိတ်နေသေးသောဘိုးဘွားများ၏အယိတ်အာဝါဒကိုမြန်ရန်စာဖြင့်ခိုလုံလာခဲ့ခြင်းဖြစ်လေသည်ယခုတော့သူရောက်ချည်ရနေသောနှစ်ရက်မြပင်မပြည့်မီအတွင်တဲပြီးတိုက်ဆိုင်ခြင်းမရှိလာသောစိတ်သောဘောဓာအခြေအနေများကိုအကဲခတ်ကား ဖြစ်နိုင်ပါဦးမလားဆိုသည့်တန်တရားတစ်ချက်မှာဝင်၍လာပြီးဖြစ်ပေသည်ဤတန်တရားအတွက်ပြည့်ရော့လာသောစိတ်အားများကိုမက်ခင်ညိုသည်အနိုင်နိုင်ပင်အားတင်း၍ဖြည့်ဆည်းရလေသည်ဟေးဘာလို့ဒီလောက်စိတ်ဆင်းရဲခံနေရမှာလဲကိုဘကအစဉ်ပြေအောင်ကြည်နေလို့မှမဖြစ်နိုင်ဘူးဆိုရင်ထွက်သွားရုံပဲပေါ့အခုလက်ရှိပညာနယ်လဲကိုဝါသနာပါတဲ့ဆေးပညာဘက်ကိုလိုက်နိုင်ပါတယ်တူနာပြုတ်လောက်တော့ဖြစ်နိုင်သေးတာပါပဲ ဒီလိုတစ်ဖက်လက်၍တွေးလိုက်တော့မှယင်းထဲမှာပေါ်ရှင်းလင်းသွားကပတ်ဝန်းကျင်ကိုတတိမှုနိုင်နေတော့သည် လူသွားယုံ လူသွားလမ်းများ၍ဖုံများထနေသောလမ်းကလေးအတိုင်းမခင်ညိုချက်လာခဲ့ဒီမှာလေမူလနေရာနှင့်အတော်လှမ်းကွာခဲ့လေပြီဖြစ်လေသည်သူရောက်ရှိနေသောလမ်းကလေး၏တစ်ဖက်မှာတော့အသီးတုံးနေပြီဖြစ်သောတည့်ရပင်အုံများနှင့်အဖူးအပွင့်ကလေးတွေဝဝစီစီဖြစ်နေသောမာလကာပင်များကိုတွေ့ရလေသည်ဟိုခလန်လန်မှာမှောင်နေသောငပြောတော်ကြီးအောက်မှာတော့နနက်ပင်တွေကတသန်းကြီးရှိနေလေသည် သူချင်းသားကတမယာပင်ဝိုင်းဝိုင်းကြီးမှလည်းပြုတ်နေအောင်တည်နေလိုက်ပုံမှာ အာရတရားပင်ကောင်းလာ၏တန်းတလုံးမယံအုံးကြီးပိုးစာမဲဇလီစသောတီးပင်စားပင်များကိုလည်းပျောက်တိပျောက်ကြားဆိုသလိုတွေ့နိုင်ပါသေး၏လန်ကလေးဤဟိုတစ်ဘက်ကိုချိုးခွေလိုက်ပြီဆိုလျင်တော့ဖိုးခွေလောက်အောင်ပွင့်နေသောပုံညက်ပင်ကြီးကိုအထင်ရှားသောအရာအဖြစ်နဲ့တွေ့ရပေမည်။မခင်ညိုသည်ပုံညက်ပင်ရှိသောချိုးခွေသွားရာလန်ကလေးအတိုင်းရှောက်ခဲ့ပြန်လေသည် ပုံညက်ပင်စီတို့ရောက်ခါမှာပုံညက်ပင်နဲ့ဝါတရိုက်စာများကွာလန်းသောဇကဝါပင်တပင်ကိုလည်းတွေ့ရပြန်လေသည် ပုံညက်ပင်နဲ့ဇကဝါတို့၏ဆက်ကြားမှာရက်နေသောမခင်ညိုသည်ဘယ်အပင်ကမွေးသည့်ရနန်းဟူ၍များမသိနိုင်တော့အောင်ထုံကြံ၍နေလေသည် မခင်ညိုသည်နှစ်ပင်လုံးမှပန်းအနှဲငယ်စီကိုခူးယူပွက်ပိုက်ပြီးမှ လာလန်းအတိုင်းပြန်လျှောက်ခဲ့လေသည် ရှမ်းအဝင်ဝအနီးမှာငပိုးဤတဲကလေးရှိတွင်ကတရရတီးခုပြီးဘယ်အချိန်ကပြန်ရောက်နေကြပြီမသိသောဒေါ်ကျော်နှင့်ငပိုးတို့မှာကော့ပြစ်ကလေးတစ်ခုထဲတွင်ထိုင်၍သခေါ်ထဲမှာထဲထားသောတရရတီးများကိုရွေးချယ်ရေတွက်၍နေကြလေသည်ဟဲ့တောင်ယူဒါလားဟင်ဆက်နှလုံးတဲငါပြောလိုက်ရမကောင်းဘဲနေတော့မယ်ယော့ပြန်ရေစမ်းမကင်ညိုအနီးတို့ရောက်သွားလျင်ရောက်သွားခြင်းပင်ငပေါ်အားကုတ်လိုက်ဖဲလိုက်တော့မြည်ကဲ့သို့လက်နှင့်ရွယ်ကအော်ငေါက်နေသောဒေါ်ကျော့ကိုတွေ့ရလေသည် ငါပေါ်မှာမျက်စိကလေးပေကလက်ပေကလက်လောက်ခါမျက်နှာတဲ့ကလေးဖြင့်ပြန်၍ကြည့်နေလေသည်။ဘာဘာဖြစ်လို့လဲအမေကြီးရဲ့။ဟင်တရကြီးတရသီးတွေကလည်းငှက်ယုံနဲ့တူလိုက်တာနော်။မောက်ခင်ညိုကရောက်ရောက်ချင်းဆိုသလိုမေးမြန်းရင်းနဲ့တရသီးတစ်လုံးကိုကောက်ယူကြည့်ကအံ့ဩနေလေသည်။တရကြီးတရသည်တည်းတွေမှာလည်းအမွှေးတောင်မပယုံတမဲများရှိကငှက်နှုတ်သည်ငှက်ကောင်းကလေးအသွင်များဖြင့်တူလိုက်ညာဤဒီတော့မှဒေါ်ကျော်ကမခင်ညိုဘက်သို့လှည့်၍ပြုံးလိုက်လေသည်အေးအဲ့ဒါကျက်တူရည်တီတို့ခေါ်တယ်ကွယ် ဟိုဘက်ကခြံတောင်းမှာနှစ်ပင်တည်းရှိတယ်။သူကတခြားပင်တွေတုံးသွားမှာပေါ်တာပဲ။အရသာလည်းရှိတယ်။ဒါကိုဖုံးကြီးချောင်းလူဖို့ဆန်နှလုံးရွေးချမ်းရွေးစမ်းပါဆိုတာကိုမပြောချင်ပါဘူးကွယ်။ဒီတောက်ယူးကဆက်ချက်လုံးတော့ရွေးထားတယ်။အကုန်လုံးမှာ38လုံးနဲ့ရှိတာကိုဘယ်မှာဒီလောက်လူနိုင်ပါမလဲကွယ်။ညီပပကြီးကလည်းဒီအသီးကိုတိတ်ကြိုက်တာ။ကဲရော့ဒါပဲဖုံးကြီးချောင်းကိုတွားလှူလိုက်။ တော်ကြောမှာပြောရင်းဆိုရင်းနဲ့သူကိုယ်တိုင်ရေတွက်၍ခွဲယူထားသောတရရတိများကို လွယ်အိတ်ကြီးတစ်လုံးနှင့်ထဲ့ကာသကောထဲမှာကြံနေသေးသောတရရတိတရရတိများကိုသာဘုံကြီးကြောင့်တို့လှူလိုက်ရန်ပြောပြီးမပေါ်ချေတို့တိုးပေးလိုက်လေ။ဟုတ်ကဲ့ပါခင်ဗျာ။ဒီနေ့အပိုင်း၁စီစဉ်တင်ဆက်မှုကိုအီမာရင်ခေတ္တခဏရန်နာခွင့်ပြုပါခင်ဗျာ။ဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးကြသူကျွန်တော်တို့ရဲ့ညီကောင်မတော်မတအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ။ ကျွန်တော်တို့ရဲ့ညီကောင်မောင်နှမများအားလုံးကိုစိတ်နှပါခြွေလန်းချမ်းမြေကဘေးပြာပေါင်းမှာကင်းဝေးကြပါစေခင်ဗျာ။